ကျုံနေဖို့အတွက်လှိမ့်ဖို့မလိုပဲအိမ်မှာမိနစ်ပိုင်းနဲ့အပေါ်ရန်သားကြွကြွလေးနဲ့အတွင်သားအနုညံပြီးအရန်စားလို့ကောင်းတဲ့အာလူကော်ပြန်လေးလို့စားလို့ရပါပြီ။လုံနီးကလည်းအရန်ရိုးရှင်ပါတယ်။ပိုးရဲစီပူလာရင်ကျက်တုံမင်းနုံစင်းနဲ့တိယုံမဆလာကိုမှွေးနေအောင်စီတက်လိုက်ပါမယ်။အဲနောက်အာလူမြင့်တွေကိုထည့်ပြီးမှွေးလောက်အောင် ကြော်ပြီးပြီးဆိုမော်လာဦးနီမြင့်တွေထည့်ပြီးအရာသာအတွက်စားနဲ့ကြသားမို့ထည့်လိုက်ပါမယ်။မကြက်တကြက်အနေထားရအောင်ကြော်ပြီးရင်တော့ရပါပြီ။ကော်ပြန်ရွက်ကိုဦးရဲ6မိနစ်လောက်ထည့်ပေါင်းပြီးကြော်ထားတဲ့အာလူမြင့်တွေထည့်ပြီးခောက်လိုက်ပေးလိုက်ပါမယ်။ အဆုံးသက်ကိုတော့ကျဲဥရီတုပ်ပြီးကပ်ပေးလိုက်ပါမယ်အလိုဆိုရင်တော့ကြော်တဲ့အခါပွင့်မထွက်လာတော့ပါဘူးစီ90ရာခိုင်နှုန်းလောက်ပူလာရင်ဦးရဲထဲကျော်ပြီးမီးအလေလန်းနဲ့ရှေးဝါရောင်တန်းကျုပ်ရအောင်ကျော်ပေးလိုက်ရင်တော့ရှားပါပြီဒီလိုလောက်ထားတဲ့အာလူကော်ပြန်ကျော်ကအပေါ်ရန်သားကျွတ်လေးနဲ့အတွင်သားအနုညံပြီးအရန်စားကောင်းတာမို့ကြိုက်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းအမြန်လိုက်လို့စားကြည့်လိုက်တော့နော်ဟင်းနူးနယ်ကိုဒီလိုလှူစားလို့ရသေးတယ်ဆိုတော့တတော်များများကမသိကြသေးပါဘူးချန်နီကရိုရှင်ပြီးတာကြီးငါချင်းဟင်းလျာတွေထက်ပိုစားလို့ကောင်းပါတယ် အရင်ဆုံးဝေလာတဲ့ဟင်နူနယ်ရက်ကိုဖင်ပြပြီးအပိုင်းလေးတွေပိုင်းလိုက်ပါမယ်။ရေဆူရင်စားတစုံနဲ့စီတစုံထည့်လိုက်ပါမယ်။ဒါကဟင်နူနယ်ရက်ကိုစိတ်ဆိုင်လေးဖြစ်ပြီးမမဲသွားစေတဲ့အဓိကချက်ပဲဖြစ်ပါလေ။အဲနောက်ဟင်နူနယ်ရက်တွေထည့်ပြီး10မိနစ်လောက်ရင်ွေးဖြောပြီးရင်ဆဲထုတ်ထားလိုက်ပါမယ်။ခဏလောက်ရေစိမ်ပြီးရင်တော့ရေတွေကုန်အောင်ညှစ်ထုတ်လိုက်ပါမယ်။ပကံလုံးလို့ထည့်ပေပိဇက်အနှစ်တစုံ၊ဘဲငက်ပြားရဲ့ကျဲတစုံ၊ခရူစီရဲ့နေငယ်၊ကော်မုတ်နေငယ်ရေတစုံထည့်ပြီးနှောက်အောင်မွေးပေးလိုက်ရင်တော့ဆော့ကိုရပါပြီ။ပကံလုံးနဲ့ကြောက်တုံလုံးဖောက်ထည့်ပြီးကြည်အောင်ခလောက်ပေးလိုက်ပါမယ်။ စီပူရင်ကျဲဦးရီတွေလောင်းထည့်ပေးပြီးအမြန်လေးကြက်အောင်မွေးကြောပေးလိုက်ပါမယ်။အဲနောက်ဆက်ထားတဲ့ဆော့တွေလောင်းထည့်ပြီးမြည်ပြပြနဲ့အနှစ်ကြောင်တဲပေးလိုက်ရင်တော့အိုချလို့ရပါပြီ။နောက်ဆုံးအနေနဲ့ရင်ရွေးဖြောထားတဲ့ဟင်းနုနယ်ရပ်ပေါ်မှာလောင်းထည့်ပေးလိုက်ရင်တော့ရပါပြီ။အဟာရပြည့်ဝပြီးစားလို့ကောင်းတဲ့အပြင်ရိုးရှင်းပြီးထမင်းနဲ့လိုက်ဖတ်တာမို့ကြိုက်တဲ့တတဲဆိုရင်တော့လူကြီးမင်းတို့လည်းအမြန်လိုက်ချက်စားကြည့်လိုက်တော့နော်။ကလေးတွေကိုမနှက်စားပါကြွေးရမှန်းမသိဖြစ်နေရေးဒီကျဲဦးလေးလေးလှုပ်ကြွေးကြည့်နော်။အချိန်၁၀မိနစ်ပေးရုံနဲ့တည်းအရသာရှိတဲ့မနှက်စားဖန်တီးလို့ရပါတယ်။ အရင်ဆုံးဟော်တော်ကိုရွှေဝါရောင်တောင်းကြော်ထားပြီးမုတ်ပြားကိုလည်းတဲပြားထဲမှာ10မိနစ်လောက်အပေါအောင်လှန်ကြော်ပေးလိုက်ပါမယ်။ပွားဖောင်းလာပြီဆိုရင်တော့တူနဲ့အပေါဖောက်ပြီးကျဲဥရီတွေလောင်းထည့်လိုက်ပါမယ်။ကြက်သွားပြီဆိုရင်တော့ဆော့ကိုတုပ်လိုက်ပြီးဆလက်ရွက်ကိုတင်လိုက်ပါမယ်။အဲ့တော့ကြော်ထားတဲ့ဟော်တော့တခွားသီးနဲ့အဆက်ချောင်းထည့်ပြီးလေးလိုက်မယ်ဆိုရင်တော့အရသာနဲ့ပြည့်စုံတာမို့အင်္ဂါလူတွေအရန်ကြိုက်ကြပါလေ။ပေပြားကိုပလတ်စတစ်အိတ်ထဲထည့်ပြီးလက်နဲ့ချိနေတဲ့များချိအောင်ဖိချလိုက်ပါမယ်။ဒီဟင်ကိုတတော်များများကမတွေ့ဘူးသလိုစားလည်းမစားဘူးကြပါဘူး။ဒါဆိုဘလို့ချက်ရလဲဆိုတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်။ ကြေအောင်ခြေထားတဲ့ဘေးပြားတွေထဲကျဲဥငါးလုံးဖောက်တဲ့အရာသာရှိအောင်စားနှင်းငယ်ထည့်ပြီးလက်နဲ့နှံ့အောင်ဝေပြီးလိုက်ပါမယ်။အဲနောက်ပေါင်ရဲ10မိနစ်ထည့်ပေါင်လိုက်ပါမယ်။ပကံလွတ်တဲ့ပေပိဆက်နှစ်အနေငယ်ပဲငက်ပြားရဲ့အခြေစုံတဝက် QC ရဲ့အနေငယ်အယောင်လောင်လို့ပဲငက်ပြားရဲ့အနောက်ချက်သားမုတ်၊ဟွာချောင်းမုတ်ကိုရီစုံတဝက်ထဲစောကိုနှံ့အောင်ဝေပြီးအသင့်သုံးဖို့ဖယ်ထားပြီးလိုက်ပါမယ်။ဦးရဲစီပူလာရဲ့ဝတ်သားနှုတ်ဆင်းထည့်ပြီးမြည်အင်းနဲ့ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်။ဝတ်သားတွေကြအောင်ကြော်ပြီးတဲ့နောက်ဂျင်း၊ချက်သွန်ဖြူ၊ချက်သွန်မိထည့်ပြီးမှုင်းနေအောင်ကြော်လိုက်ပါမယ်။ အိမ်နောက်ဆက်ထားတဲ့ဆော့တွေဆန်လိုက်ပါမယ်။ဆော့ရက်နဲ့တင်ပြီးအနှစ်ကြာလောက်အောင်ကြောပြီးရင်တော့ပဲပြားကျုပ်ဥပေါင်းပေါ်ဆန်ပေးလိုက်ပါမယ်။ဒီလိုချက်ထားတဲ့ပဲပြားကျုပ်ဥပေါင်းကဆော့ရက်နဲ့မွေပြန်ပြီးအရင်စားလို့ကောင်းလို့ချိန်နေတဲ့တဲ့ဆိုရင်တော့အမြန်လိုက်ချက်စားကြည့်လိုက်တော့နော်။ပဲပြားကိုပလတ်စတစ်အိတ်ထဲထည့်ပြီးလက်နဲ့ချိန်နိုင်သမျှချိန်အောင်ဖိချီလိုက်ပါမယ်။ဒီဟင်ကိုတော်တော်များများကမတွေ့ဘူးသလိုစားလည်းမစားဘူးကြပါဘူး။ဒါဆိုဘလို့ချက်ရလဲဆိုတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်။ကြည်အောင်ခြေထားတဲ့ပေပြားတွေထဲကျဲဥငါလုံးဖောက်တဲ့အရာသာရှိအောင်စားနေငယ်ထဲပြီးလက်နဲ့နှံ့အောင်ဝေပေးလိုက်ပါမယ်။ အနောက်ပောင်းရဲ10မိနစ်ထည့်ပောင်းလိုက်ပါမယ်။ပကံလွတ်တဲ့ပေပိဆက်နှစ်အနေငယ်ပဲငက်ပြာရဲ့အခြေစွန်တော်က QC ရဲ့အနေငယ်အယောင်လောင်လို့ပဲငက်ပြာရဲ့အနောက်ကျက်သားမုတ်၊ဟွာချောင်းမုတ်ကိုရီစွန်တော်ထဲစောကိုနှံ့အောင်ဝေပြီးအသင့်သုံးဖို့ဖယ်ထားပြလိုက်ပါမယ်။ဦးရဲစီပူလာရဲ့ဝတ်သားနှုတ်ဆင်းထည့်ပြီးမြည်အင်းနဲ့ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်။ဝတ်သားတွေကြအောင်ကြော်ပြီးတဲ့နောက်ဂျင်း၊ကျက်သွန်ဖြူ၊ကျက်သွန်မိထည့်ပြီးမှုင်းနေအောင်ကြော်လိုက်ပါမယ်။ အိမ်တော့ဆက်ထားတဲ့ဆော့တွေဆန်လိုက်ပါမယ်။ဆော့ရက်နဲ့တင်ပြီးအနှစ်ကြာလောက်ကြောပြီးရင်တော့ပဲပြားကျုပ်ဥပေါင်းပေါ်ဆန်ပေးလိုက်ပါမယ်။ဒီလိုချက်ထားတဲ့ပဲပြားကျုပ်ဥပေါင်းကဆော့ရက်နဲ့မှွေပြန်ပြီးအရန်စားလို့ကောင်းလို့ချိန်နေတဲ့တဲ့ဆိုရင်တော့အမြန်လိုက်ချက်စားကြည့်လိုက်တော့နော်။လူကြီးမင်းတို့နှမ်းမုတ်ကြော်စားခြင်းနဲ့ဆိုရင်တော့ကိုယ့်အိမ်မှာကိုယ်လုပ်စားလို့ရပါတယ်။ကျွရရရတာရှိပြီးမှွေကျွကျွလေးမျိုးအတော်မတန်နိုင်အောင်စားခြင်းနေပါလိမ့်မယ်။ကျုံမော့300ဂရမ်နဲ့စားတစ်စုံ၊နှမ်းမဲတစ်စုံ၊နှမ်းဖြူတစ်စုံ၊ကြက်ဥတစ်လုံး၊ရေ100ဂရမ်ထည့်ပြီးထွေထွေလေးဖြစ်အောင်မွေးပေးပြီးရင်စီ20ဂရမ်ထပ်ထည့်ပြီး ချောမွေးတဲ့မုံညက်ဖြစ်အောင်နေပေးလိုက်ပါမယ်။ပြီးတဲ့အခါမှာတော့အပြားဖြစ်အောင်အရင်လှိပ်ပေးလိုက်ပါမယ်။ပူပောင်းအောင်လှိပ်လေကြော်တဲ့အခါပူကျွရလေးဖြစ်ပါလေ။အဲနောက်အမြောင်းလေးတွေလီးပြီးရင်စုထက်ပြီးစိတ်နှုံးပုံလေးတွေလီးပေးလိုက်ပါမယ်။စီ90ရာခိုင်နှုန်းပူလာရင်ကြုံများတွေကိုထည့်ပြီးမီးအလေလန်နဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ရွှေဝါရောင်သားကျွရအောင်ကြော်ပြီးရင်တော့ဆဲထုတ်လိုက်ပါမယ်။ဒီလိုကြော်ထားတဲ့နံမုတ်ကြော်ကကျွကျွရရလေးနဲ့အရာသာရှိပြီးဝါးလေးပူမွေးလေးဖြစ်စေပါရစေ။ဒါပြင်လုံနီးကလည်းရံရိုရှင်နာမို့ကျိုင်းနေတဲ့တဲ့ဆိုရင်တော့လိုက်လို့စားကြည့်လိုက်တော့နော်။ ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုကြွရရတာရှိတယ်။တေးစာမုံလေးတစ်မျိုးလုံနီးပြောပြပါမယ်။တတိယရွာလေးမို့လူကြီးရောကလေးပါကြိုက်ကြတဲ့အပြင်လုံနီးကလည်းလွယ်ကူပါရယ်။ပကံလုံးနဲ့ကျောင်းနှလုံးဖောက်ထည့်ပြီးတကြားတစုံစီတစုံနွားနို200ဂရမ်ဂျုံမုတ်အတင်တင်ထည့်ပြီးချောမွေးတဲ့မုံညက်ဖြစ်အောင်နေလိုက်ပါမယ်။အဲနောက်စတူယန်ပုံစံမုတ်ပြားဖြစ်အောင်လိပ်ပြီးအမြောင်းလေးတွေအရင်လှီးပေးလိုက်ပါမယ်။အဲနောက်ပုံဖော်ထားတဲ့ဓာတ်နဲ့လှီးပေးလိုက်ပြီးစီ90ရာခိုင်နှုန်းလောက်ပူလာရင်ဥရေထည့်ကျော်လိုက်ပါမယ်။ ။ဦးရဲထက်ထဲချင်းမှာတော့မမွေပဲနဲ့အသားကျသွားပြီဆိုမှအထက်အောင်လန်ပြီးရင်မီးအလေလက်ထားပြီးဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ရှီဝါရောင်တန်းကျွရလာပြီဆိုရင်တော့စိတ်ထုတ်လို့ရပါပြီ။ကျဲဦးနဲ့နွားနို့ကိုရောဆက်ပြီးဒီလိုလေးကြော်စားရင်ချုံမွေးကျွရပြီးအဟာရပြေသွားလို့အင်္ဂါကလေးတွေဆိုရင်တော့အရန်ကြိုက်ကြပါရစေ။